နှစ်နိုင်ငံကြားအချင်းသားလဲလှယ်မှုပြုလုပ်ရေးအစီအစဉ်ထားတဲ့အစီအစဉ်တွေအများကြီးတဲကပထမဆုံးခြေလှမ်းအနေနဲ့ရုရှားနဲ့ယူကရိန်းကြားအသက်25နှစ်အောက်စစ်အချင်းသားတွေကိုဇွန်9ရက်မှာလဲလှယ်ခဲ့ကြောင်းသိရပါတယ်။စစ်ပွဲအတွင်းသိဆုံးသွားတဲ့ထောင်ထဲချီတဲ့စစ်သားတွေရဲ့ရုပ်လောင်းလဲလှယ်ဖို့နဲ့တပတ်စီကစစ်အချင်းသား1200အနည်းဆုံးလဲလှယ်ဖို့ဇွန်2ရက်က စတန်ဘူးမြို့မှာရုရှားနဲ့ယူကရိန်းတိုက်ရိုက်ဆွေးနွေးမှုအတွင်းသဘောတူညီခဲ့ကြပြီးတဲ့နောက်အခုလိုမျိုးစစ်အချင်းသားတွေလဲလှယ်ခဲ့ကြတာဖြစ်ပါတယ်။ပိုပြီးကြေပြန့်တဲ့ညှိနှိုင်းမှုတွေအတွင်း စစ်ပွဲဆုံးသတ်ရေးသဘောတူညီမှုမရယူနိုင်ခဲ့ပေမဲ့စစ်ကျင်းသားလဲလဲရေးနဲ့ရုပ်လောင်းလဲလဲရေးပဲသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။တိုက်ပွဲတွေဆက်လက်ပြင်းထန်နေချိန်မှာယူကရိန်းအရှိအလဲပိုင်းဒေသတွေကိုထပ်မံသိမ်းပိုက်ရရှိထားတယ်လို့ရုရှားကပြောပါတယ်။ရုရှားကပြန်လှုပ်ပေးလိုက်တဲ့ယူကရိန်းစစ်ကျင်းသားတွေထဲမှာလွန်ခဲ့တဲ့၄နှစ်စစ်ပွဲစတင်ချိန်ကလေးကဖမ်းဆီးခံထားရသူတချို့လည်းပါဝင်တယ်လို့သိရပါတယ်။ယူကရိန်းဆိုရထုတ်ပြန်ထားတဲ့ဗီဒီယိုဖိုင်တစ်ခုမှာ ပြန်လွတ်လာတဲ့စစ်သားတယောက်ကရာရှိတယောက်ကမ်းပြီးတဲ့လက်ကင်ဖုန်းနဲ့သူ့မိစီဆက်သွယ်ပြီးသူ့အိမ်ပြန်လာပြီဖြစ်ကြောင်းပြောကြားနေတာကိုမြင်တွေ့ရပါတယ်။ဇွန်9ရက်ကပြုလုပ်ခဲ့တဲ့အကျဉ်းသားလဲလှယ်မှုအတွင်းဘယ်နှစ်ယောက်လဲလှယ်ခဲ့တယ်လဲဆိုတာရုရှားကရောယူကရိန်းကပါထုတ်ဖော်ပြောဆိုတာမတွေ့ရပါဘူး။ဒါပေမဲ့ရုရှားစစ်တပ်ကတော့နှစ်နိုင်ငံကြားလဲလှယ်ခဲ့တဲ့စစ်အကျဉ်းသားအရေးအတွက်အတူတူဖြစ်တယ်လို့ကြေညာချက်တည်းမှာဖော်ပြပါတယ်။ယူကရိန်းကပြန်လွှတ်ပေးလိုက်တဲ့ရုရှားစစ်အကျဉ်းသားတွေကို မဟာမိတ်ဘယ်လာရုစ်နိုင်ငံစီပို့ဆောင်ပြီးစစ်ကြမ်းမာရေးစစ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ရုရှားစစ်တပ်ကပြောထားပါတယ်